မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ငလင်ကြောင့်မြန်မာကတရုတ်လက်ခုပ်ထဲကရှိပုံဖြစ်လာတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မလ28ရက်နေ့ငလင်လောက်ခတ်ပြီးမှငလင်ဒုက္ခတွေတွေကိုမကူညီနိုင်ပဲကူညီဖို့စိတ်အားထက်သန်မှုလည်းမရှိသေးစစ်ကောင်စီပြိုလဲပြီးနေပြည်တော်မှာအာဏာပြိုကွဲမယ်ဆိုတဲ့ခံမှန်းချက်တွေပြန့်နှံ့နေပါတယ်တရားမဝင်စင်းနေအရာလူတထောင်ကျော်တည်ဆုံနေလို့ခံမှန်းကြပြီးမြေတရားဝင်စင်းအရာလူ3800ကန့်တည်ဆုံပြီးအများစုမှာငလင်ပဟုချက်မြန်မာနိုင်ငံအလေးပိုင်းမှာဖြစ်ပါ ါတယ်။ဒါပေမဲ့တလနီးပါကြတဲ့အခါအထက်ပါခမန်းချက်တွေနဲ့စန့်ကျင်ဘက်ဖြစ်နေကြောင်းထင်ရှားလာတယ်။စစ်တပ်ကစစ်မှန်တဲ့ကိစ္စရေးလုပ်ငန်းကိုအကြီးအကျယ်ပြက်ကွက်နေတော့လေအခြားနိုင်ငံအများအပြားကရှင်ကျန်သူတွေကိုရှာဖွေဖို့နဲ့တရားရသူတွေကိုကုသပေးဖို့အဖွဲ့တွေကိုမြန်မာကိုစင်လို့ကြတယ်။တရုတ်ရုရှားနဲ့အိန္ဒိယတို့ကပထမဆုံးရောက်တဲ့နိုင်ငံတွေဖြစ်ပြီးအဲ့ဒီနောက်မှာထိုင်းမလေးရှားဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတို့ရောက်လာပြီးငလင်ထိခိုက်တဲ့လူမှုအသိုက်အဝန်းတွေကိုထောက်ပံ့ဖို့အမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်တဲ့အခြေပေါ်အကူအညီတွေကိုဥရောပသမဂ္ဂဖြစ်တဲ့နဲ့တောင် ကိုရီးယားတို့ကကတိပြုကြပါတယ်။2015ခုနှစ်ပြင်းထန်တဲ့ငလျင်နဲ့ရင်ဆိုင်ရတဲ့စီးရဲနွမ်းပါတဲ့နီပေါ်နိုင်ငံတော်မှာမြန်မာကိုအကူအညီ၄၀တထန်ပေးပို့ပါတယ်။အမေရိကန်ပြည်ထောင်စုကတုံ့ပြန်မှုနှေးကွေးတော်လဲအမေရိကန်ဒေါ်လာ2တန်းထည့်ဝင်ပြီးရင်နောက်နောက်ထပ်ဒေါ်လာ9တန်းထပ်မံကူညီပါတယ်။အမျိုးမျိုးသောကုလသမဂ္ဂအေဂျင်စီတွေကကိစ္စလုပ်ငန်းများညှိနှိုင်းရမှာပါဝင်ကြပါတယ်။ကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေ၎င်းတို့ကစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေခြင်းသာဖြစ်ပြီးစေအုပ်ချုပ်ရေးကိုလက်တွေ့တရားဝင်မှုပေးရရောက်စေပါတယ်။ပြည်ပကိစ္စလုပ်သားတွေက ကယ်ဆင်းလုပ်ငန်းများမြန်မာနိုင်ငံတွင်ရှေ့ဆက်နေစဉ်စစ်ကောင်စီကောင်ဆောင်မင်းအောင်လိုင်းကပင်ကလပင်လယ်ော်စီးပွားရေးနှင့်ဤပညာဆိုင်ရာဘတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့စည်းဘင်းစတက်ဒေတာတွင်ဖိုရမ်ထိပ်သီးဆွေးနွေးပွဲတက်ပြီးတော့နိုင်ငံဖန်ကောက်ကိုသွားခဲ့ပါသည်။ ။အဲ့ဒီခင်းစီက2021ခုနှစ်ဆက်အာနာသိမ်းမှုနောက်ပိုင်းသူ့ရဲ့ပထမအောင်ဆုံးဘန်ကောက်ခီးစဉ်ဖြစ်ပြီးထိုင်းဝန်ကြီးချုပ်ပီတောင်တန်ရှင်နာဝတ်၊အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီ၊နီပေါ်ဝန်ကြီးချုပ်ကေပီရှာမာအိုလီ၊ဘူတန်ဝန်ကြီးချုပ်ရှာယင်တော့ကေ၊သီရီလင်ကာဝန်ကြီးချုပ်ဟာရီနီအမရာဆူရီယာနဲ့ဘင်္ဂလားဒေ့ဂျားဖြန့်အစိုးရကောင်ဆောင်မူဟာမက်ယူနိုအပါအဝင်ဒေသရင်ကောင်ဆောင်များစွာနဲ့တပ်ပုံရိုက်ဖို့အခွင့်အလမ်းများစွာရပါတယ်။ငလီနဲ့ဒေသရင်ပြည်သူများပေါ်စေတနာမှုကြောင့်သာမဟုတ်ရင်စစ်ကောင်စီကဒီတန်တမန်ကြီးအောင်မြင်မှုရမှာမဟုတ်ငလင်တန်ဒေသ ဒါမှာတော်လိုင်းအင်အားစုထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီနေတပ်ကဆက်လက်ပုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့အချက်ကသူ့ရဲ့စစ်ကောင်စီကိုလက်ခံစေဖို့မင်းအောင်လိုင်ကိုအားထုတ်မှုတွေပေါ်တိုက်ရမှုကြီးကြီးမားမားမရှိပါဘူး။ငလင်းအပြီးမှာမြန်မာနိုင်ငံမှာပြည်တွင်းစစ်ပွဲကိုကင်တွယ်ဖြေရှင်းဖို့အားထုတ်မှုတွေပြုလုပ်ပါတယ်။ဘင်စတက် ရဲ့တီးခြားအစည်းအဝေးတွေမှာ Miss Paytown တိုင်ရဲ့ဖခင်ထိုင်းဝင်ကြီးချုပ်ဟောင်း Mr. သက်စင်ရှင်နာဘက်ကငြိမ်းချမ်းရေးညှိနှိုင်းပေးလိုတဲ့ရည်ရွယ်ချက်တွေနဲ့မင်းအောင်လိုင်းနဲ့မလေးရှားဝန်ကြီးချုပ် Mr. Anwar Ibrahim တို့ကိုညစာတဲကိန်းအခမ်းပါတယ်။ဘန်ကောက်ပို့သတင်းစာက April 22ရက်နေ့မှာနှစ်အတန်ကြာတန်တမန်ရေးအကြက်အတဲတွေတွေ့ပြီးရနောက် Anwar နဲ့သက်စင်တို့ရဲ့မကြသေးမီကလုပ်ရက်တွေကမြန်မာနဲ့ပတ်သက်ပြီးအကောင်းမြင်တော်လဲတတိကြီးကြီးထားတယ်။၎င်းတို့ရဲ့အာထုံးမှုတွေကြောင့်ဒေသတွေအခက်အခဲဆုံးအကြက်တဲတွေအနက်တစ်ခုကိုဖြည့်ရှင်ရမှာ ASEAN ရဲ့ဥဆောင်မှုကိုကမ္ဘာကစောင့်ကြည့်နေရလို့ရှင်းသားထားပါတယ်။မလေးရှားကအခုနှစ်အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်ပြီး Mr. Anwar က Mr. သက်စင်ကိုအဓိကအားဖြင့်မြန်မာနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အလို့သဘောအကြံပေးပြစ်ခံထားတယ်။ Mr. Anwar ကစင်ပြိုင်မျိုးသားများညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်များနဲ့လည်းထိတွေ့ဆက်ဆံပြီးရဲတင်းနဲ့အခြေလန်းလန်းနဲ့ NUG ကရွှေကောက်ခံရတော့လဲဖြုတ်ချခံရတဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့2022ခုနှစ်စစ်အာဏာသိမ်းမှုနောက်မှာဖွဲ့စည်းထားတဲ့အစိုးရဖြစ်တဲ့ အဲ့ဒီအစည်းအဝေးတွေအပြီးမှာအပြစ်ခံရစဲမှုတစ်ခုရှိလာလိမ့်မယ်လို့ယုံကြည်ကြမစ္စတာအန်နဝါကပြောတယ်။ဒါပေမဲ့အဲ့လိုတော့ပြောကြချက်ကဆယ်စုနှစ်များစွာကြာတဲ့မြန်မာမှငင်းချိုင်အားထုတ်မှုနဲ့ပတ်သက်တဲ့လူရာဆွဲတွေးတဲ့သဘောတာဖြစ်တယ်။ငလင်ပြည်ရဲ့နောက်အကူအညီပေးရင်အားထုတ်မှုပုံမလုံးနိုင်ဖို့အပြစ်ခံရစဲရေးကိုစိတ်ဝင်စားကြောင်း NUG ကပြောတော်လဲစစ်ကောင်စီကထိုင်းနယ်စပ်မှာတော်လိုင်းအင်အားစုထိန်းချုပ်ဒေသတွေကိုတာမတ်ကငလင်ကြောင်လူမှုအတိုင်းဝန်လိုက်ပြက်စီးပြီးလူထောင်ချီတည်ဆုံနဲ့မန္တလေးနဲ့စကိုင်းတွေကိုလည်းဆက်လက်တိုက်ခိုက်နေပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်းအတွက်မစ္စတာ အန်ဒဝါနဲ့မစ္စတာသက်စင်ကဲ့သို့သောသူများနဲ့တွေ့ဆုံဆွေးနွေးခြင်းကအတိမတ်ပြုခံရဖို့နဲ့လက်ခံဖို့ခြေလှမ်းတစ်ခုထံမပေါ်ပါဘူး မင်းအောင်လှိုင်ရဲ့အမြင်အရ NUG ကမြန်မာစစ်တပ်ရင်ကစားပွဲမှာဘေးလူသားဖြစ်ပြီးလူမှားတယ်လို့ဘသူပြောမလဲကြီးညာချက်တွေထုတ်ပြန်တာကအပါ NUG ကငလျင်နောက်ပိုင်းမှာနိုင်ငံတကာထောက်ခံမှုရအောင်ဘလို့မှမလုံလောက်ပါအာဆီယံကလုံနိုင်တဲ့အရာလည်းမရှိသလောက်ပဲဖြစ်ကြောင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့သူ့လူတွေကသိပါတယ်အာဆီယံရဲ့အဓိကမူနကုဖြစ်တဲ့ဝင်ရောက်မဆွတ်ဖက်ရင်းနဲ့ပုံသဘောတူညီချက်ရယူရေးကအဖွဲ့ကိုစွမ်းဆောင်ရည်မဲ့စေကြောင်း58နှစ်ကြာသမိုင်းကပြသနေပါတယ်အရှိတီမောပတိပခထိုင်းနဲ့ကမ္ဘောဒီးယားအကြားကမ္ဘောဒီးယားနဲ့ VN နံအကြားမလေးရှားနဲ့ဖိလစ်ပိုင်ကြားနယ်နိမိတ်များအငင်းပွားမှုများထိုင်းနိုင်ငံတောင်ပိုင်းမလေးရှားနယ်စပ်မှပုံကံမှုများမြန်မာနဲ့ကမ္ဘောဒီးယားမှအုံကြွမှုများစတဲ့ဖွဲ့ဝင်နိုင်ငံတွေပါဝင်နေမြည်တိပြဿနာတစ်ခုကိုမှအာဆီယံကမဖြေရှင်းနိုင်ခဲ့ပါဘူး။ဒါကြောင့်တရုတ်တွေကမြန်မာပြည်တွင်ရင်းမှာဂျောင်းဝင်ဆက်ဖက်ဖို့နဲ့ဖြစ်ပျက်သမျှအရာရာကို၎င်းတို့အကျိုးမြတ်ဖြစ်ပြောင်းလဲဖို့စွမ်းရည်နည်းလမ်းနဲ့စိတ်ထက်သန်မှုရှိတဲ့တခုတည်းသောနိုင်ငံဖြစ်လာခဲ့တယ်။တရုတ်ဝင်ရမဆက်ဖက်ရင်းမှုကိုလိုက်နာတော့လဲမြန်မာပြည်တွင်ရင်းမှာတရုတ်လောက်ဆက်ဖက်တဲ့နိုင်ငံကမရှိဒီဆက်ဖက်မှုကတရုတ်တို့က ကဗမာပြည်ကွန်မြူနစ်ပါတီဘာကပါကိုစီးရင်နဲ့နိုင်ငံရေးထောက်ခံမှုအပြေအဝပေးဖို့ဆုံးဖြတ်လိုက်တဲ့1960ပြည်နှစ်တွေကစတင်ပြီးအမျိုးမျိုးသောတိုင်းရင်းသားတပ်မတော်များအထူးသဖြင့်ဝါပြည်သွေးစီညီညွတ်ရေးတပ်မတော် UWSA နဲ့နီးကပ်တဲ့ဆက်ဆံရေးဆက်လက်ထိန်းသိမ်းထားပါတယ်။ UWSA ကတရုတ်နယ်စပ်မှာကွန်မြူနစ်အခြေဆိုင်စခန်းများစုကိုသိမ်းပိုက်ထားပါတယ်။ ။မကြသေးမီကဖြစ်ရတဲ့ခုမှာထင်ရှားတဲ့အထူးတန်တမန်မစ္စတာတင်ရှိချင်းဦးဆောင်နေလို့ဆိုတဲ့တရုတ်လန်တက်ဆင်ထားပြီးအပြစ်ခတ်ရဆိုင်စောင့်ကြည့်ဖွဲ့လို့စာရင်ရီထုတ်ထားတဲ့ရင်နှန်းကရှမ်းပြည်မြောက်ပိုင်းမှာလာရှုမျိုးကိုရောက်လာပါရယ်။စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမကရှိခဲ့ပူတဲ့အဲ့ဒီမျိုးကိုလွန်ခဲ့တဲ့ဇူလိုင်လမှာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ကတင်ပိုင်ခဲ့တယ်။ MNDA ကကိုကန့်ဒေတာမှာတရုတ်လူမျိုးစုကတီထောင်ထားတဲ့တပ်ဖွဲ့တစ်ခုဖြစ်ပါရယ်။ MNDA နဲ့ဗမာဖွဲ့ငယ်များပါဝင်မဟာမိတ်တော်လိုင်းအုပ်စုတွေကအဲ့ဒီနောက်မှာစစ်မြေပြင်အောင်ပွဲအများပြားရသလို ရှမ်းပြည်မြောက်ပိုင်းမှာမြို့အများပြားကိုတင်ပိုက်ထားတဲ့ပလောင်လူမျိုးစုတောင်မျိုးသားလူမျိုးရေးတက်မတော် TNL ကလည်းအောင်ပွဲများရပါတယ်။မြမပြည်တွင်စစ်ခေတ္တမိုင်းမှာမကြုံဘူးတဲ့ဒီဖြစ်ရပ်တွေကြောင့် MND TNL နဲ့အရခတ်တက်တော်အေးတို့ပါဝင်တဲ့ညီနောင်မဟာမိတ်တော်လိုင်းအင်အားစုများအခြားတိုင်းရင်းသားတက်မတော်များနဲ့၎င်းတို့ရဲ့မဟာမိတ်တွေကစစ်တပ်မျိုးပြည်ဦးလူနဲ့မန္တလေးကိုတောင်မှတင်ပိုက်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုမဖြစ်လာဘဲနောက်လည်းဖြစ်လာနိုင်ပွဲမရှိရှမ်းပြည်မြောက်ပိုင်းမှာဖေယိုဖေရဲ့အခြေအနေကအကျိုးမြတ်များတဲ့တရုတ်နဲ့မြန်မာအကြာနဲ့ဆက် ကုန်သွင်းကိုပြတ်တောက်စေပြီးအဲ့ဒီထက်ပိုမိုအရေးကြီးတာကတရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC အတွက်အစီအစဉ်တွေကိုအကောင့်ထည့်ဖော်ဖို့တရုတ်အတွက်ပိုမိုခက်ခဲစေပါတယ်။အဆိုပါစီးပွားရေးစင်ကြံကတရုတ်ကိုဘင်္ဂလားပင်လယ်အော်မှစိတ်ကမ်းများနဲ့ဆက်သွယ်ပေးပြီးအိန္ဒိယသမုဒ္ဒရာတခွင်အရေးပါတဲ့ကုန်သွင်းလမ်းကြောင်းဖြစ်လာပါတယ်။ညီနောင်မဟာမိတ်အဖွဲ့က UWSA မှတဆင့်တရုတ်လက်နက်ခရင်ထောက်ပံ့မှုမှအကျိုးခံစားကြရပွဲရှိတော်လေမျိုးပြအချက်အခြာတွေကိုတင်ပိုက်ခြင်းကတရုတ်မြင်လို့ရထက်လွန်စွာကြော်လွန်နေပါတယ်။မြည်တို့ပင်ဆိုစေရှမ်းပြည်မြောက်ပိုင်းမှာ တော်လိုင်းထိုးစစ်ကစစ်ကောင်စီထိန်းချုပ်ဒေသတွေမှာလုတ်ကိုင်းနေပြီးတရုတ်ကိုဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးစေတဲ့ငွေလင်ကိုင်းများပိတ်ပင်ဖို့အတွက်တရုတ်ထောက်ကန်တဲ့လှုပ်ရှားမှုဖြစ်စတင်ခဲ့တော့လဲ MNDA နဲ့မဟာမိတ်တွေအားလုံးမျှော်လင့်ထားတာထပ်ပို့မှုအောင်မြင်ပါတယ် တရုတ်ကဂျာဝင်ဆွဖန်ရတဲ့တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားအောက်မှာ MND ကလာရှုနဲ့အဲ့ဒီမျိုးပတ်ဝန်းကျင်ဒေသတွေမှာဆုတ်ခွာပြီးစစ်ကောင်စီခန့်အုပ်ချုပ်ရေးဝန်ထမ်းတွေပြန်လည်ဝင်ရောက်လာတဲ့တရုတ်တို့အတင်းအကျပ်ဝင်ရောက်မဆွတ်ဖက်ပဲဒီကိစ္စတွေနဲ့မြည်တိကိစ္စမှာဖြစ်မလာနိုင်တရုတ်ကငလင်တန်ကန်ပြည်သူများကိုအရေးပေါ်လူသားချင်းစာနာမှုအကူအညီနဲ့မြို့များပြန်လည်တည်ဆောက်ရေးအတွက်ယွမ်1ဘီလီယံဒေါ်လာ138တန်ကူညီဖို့ကတိပြုခဲ့ပြီးဒါကြောင့်နေပြည်တော်မှာဗိုလ်ချုပ်တွေအပေါ်အကြီးအကျယ်ဩဇာလွှမ်းမိုးတာကိုလည်းသတိပြုတင်ပါတယ် မြန်မာပြည်တွင်စစ်မှဗတ်အားလုံးအပေါ်မြည်သည့်နိုင်ငံကမှတရုတ်လောက်အောက်စားမရှိ TNL ထိန်းချုပ်ထားတဲ့မြို့များရွာများမှာမြည်သူဖြစ်နေတနည်းဆိုတဲ့ကိစ္စကပွင့်ပွင့်လင်းလင်းမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ယူနန်ပြည်နယ်မှာရွှေလီကဲ့သို့သောတရုတ်နယ်စပ်မြို့တွေမှာအဓိကကုန်သွယ်ရေးလမ်းကြောင်းတွေက TNL ထိန်းချုပ်ပိုင်နက်တွေကိုဖြတ်တန်းသွားပြီးတရုတ်တို့ကတောင်းပလောင်များနဲ့စစ်ကောင်စီအကြားညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ညီနိုင်ဆွေးနွေးမှုဆိုတာကတရုတ်နိုင်ငံရဲ့အမြင်အရမန္တလေးတီအဝေးပြေးလမ်းပြန်ဖွင့်ခြင်းနဲ့အဲ့ဒီလမ်းတလျှောက်ရှိမျိုးတွေမှာ TNL ဆုတ်ခွာရင်းလို့အတိတ်ပဲရတယ်။မစ္စတာတင်ရှိချင်းက TNL နဲ့စစ်တပ်အကြားဆွေးနွေးပွဲတွေမှာပါဝင်တော်လဲညီနိုင်ဆွေးနွေးမှုတွေရဲ့ရှုပ်ထွေးမှုတွေအရဆိုတာကလွဲငင်ရှားလက်ကြီးကြီးမားမားထွက်မလာပါဘူး။ဒါပေမဲ့လာရှုမမကြသိမိကဖြစ်ရက်တွေပြီးရဲ့နောက် TNL ကတရုတ်ဖီအားကိုကြာကြာခံနိုင်မခံနိုင်ဆိုတာကတန်လျာဖြစ်ပွဲရှိပါတယ်။ဒါကြောင့်ဒီဘောကြောင့်မင်းနဲ့မန္တလေးတီလမ်းတလျှောက်ရှိအခြားမျိုးတွေမှာပြန်လဲဆုတ်ခွာရလိမ့်မယ်လို့ဆို ုခြင်းဆိုနိုင်ပါတယ်။အေကမြောက်ပိုင်းစစ်ပွဲမှာပါဝင်ခြင်းဖြင့်မိခင်ရခိုင်ပြည်နယ်မှာဒေသများစုကိုသိမ်းပိုင်နိုင်တဲ့ပဒ မသိမ်းပိုင်နိုင်သေးတာကရခိုင်ပြည်နယ်မြို့တော်စစ်တွင်နဲ့အဲ့ဒီမြို့အနီးရှိကြောက်ဖြူသာဖြစ်ပြီးအဲ့ဒီနေရာက CMEC တောင်ပတ်အစွန်ရှေနက်စိတ်ကမ်းများနဲ့အထူးစီးပွားရေးဆောင်ရှိတဲ့နေရာဖြစ်တာကြောင့်ဘင်္ဂလားပင်လယ်အော်မှာတရုတ်တို့အရေးပါဆုံးဖြစ်တဲ့တတိမပြနိုင်တော့လဲအေအေကအဲ့ဒီနေရာတွေကိုတိုက်ခိုက်မှုတွေကိုရှောင်ရှားပြီးဒီလိုတိုက်ခိုက်ပါကတရုတ်အကျိုးစီးပွားနဲ့ဆန့်ကျင်ကပြင်းထန်တဲ့အကျိုးဆက်များဖြစ်လာနိုင်တာကြောင့်ဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။